မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီရေးသတင်းကတော့အချမ်းဘတ်စစ်တပ်ကကောလင်းအနောက်ချမ်းမှာကျဲချထားခဲ့တဲ့ cluster ဘုံကုန်တွေကိုတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကောလင်းအနောက်ချမ်းအုတ်ကန်နဲ့ချောင်းသားကို လင်းရင်နဲ့ဘုံကျဲတာမှာအဲ့ဒီ cluster ဘုံကုန်များကိုရွာရဲ့ပတ်ဝန်းကျင်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ပြည်သူများဘေးကင်းကြပါစေလို့ calling KI တပ်ရင်းနှစ်ကပြောဆိုထားပါတယ်အကြမ်းမဲ့ဆက်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေမှာ cluster ဘုံတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့သတိရှိကြဖို့အတွက်လဲ calling KI တပ်ရင်းနှစ်ကအသိပေးထားပါတယ် calling မြို့နယ်အနောက်ချမ်းကချောင်းနာရွာနဲ့အုတ်ကန်ရွာကစာတင်ကျောင်းကိုအကြမ်းမဲ့ဆက်တက်ကမေလ3ရက်နေ့ည9:00နာရီမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ပြည်သူနှောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် cluster ဘုံလို့ခေါ်တဲ့ဗရေဒါဘုံဟာဘုံအသေးလေးတွေစုထားတယ်ထက်ဆင့်ပောက်ကွဲဘုံတွေဟာအရက်သားပြည်သူတွေကိုထိခိုက်သိမ်းဆုံးမှုမြင့်မားစေနိုင်တာကြောင့်နိုင်ငံတကာကအဲ့ဒီ cluster ဘုံအသုံးပြုခွင့်ကိုတားမြစ်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးသခိုင်းအပါအဝင်မြို့ကြီးများမှာမနေ့ကည09:25မိနစ်ဝန်းကျင်အချိန်မှာ တိတိသားသားငလျင်လှုပ်ခတ်သွားပြီးတော့ငလျင်လှုပ်ခတ်တဲ့အချိန်အနေငယ်ကြာမြင့်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကညကငလျင်တော်တော်ကိုကျမ်းပါတယ်လှုပ်တဲ့အချိန်လဲကြားတယ်တဲမနေ့လောက်ကိုလှုပ်သွားတာအကုန်လုံးလန့်ပြီးတော့လမ်းပေါ်ကိုဆင်းပြေကုန်ကြတယ်လို့မန္တလေးကပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲသခိုင်းမျိုးဘော်ကပြည်သူများကလည်းမနေ့ကည10:25မိနစ်ဝင်းကျင်အချိန်မှာလှုပ်ခတ်တဲ့ငလျင်ကြောင့်မျိုးဘော်ရက်ကွက်များအတွင်းထဲကပြည်သူတချို့ဟာပြေးထွက်လာကြတယ်လို့ပြောပါတယ်တအိမ်လုံးတိတ်ငနေဖြစ်တယ်လို့ခန်းစားရပြီးတော့ရက်ကွက်ထဲကငလျင်လှုပ်တယ်ဆိုတဲ့အော်ဒါနေကြရတာပဲလို့သခိုင်းမျိုးနဲ့ဇေယျကွက်တဲ့ရက်ကွက်ကပြည်သူတို့ကပြောဆိုထားပါတယ် ်လက်ရှိသိရှိထားတဲ့အချက်အလက်များအရမိုးကုတ်တောင်ကြီးမိထီလာကြောက်စဲရမဲသိန်းပြင်ဦးလွယ်မြင်းကြံအပါဝင်မြို့ကြီးအများစုမှာငတ်လင်ကိုတိတိတသာခန်းစားသိရှိခဲ့ရတယ်လို့ပြည်သူများကပြောဆိုထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရမေလ18ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်မှာမန္တလေးတိုင်းကြောက်စဲမြို့အနောက်အနောက်တောင်ဘက်35ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟုပ်ပြစ်ပြီးတော့ Richter scale ငါးတက်တမခုနဲ့အဆင့်ရှိတဲ့ငတ်လျင်လောက်ခတ်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့မနေ့ကည10:24မိနစ်အချိန်မှာမြစ်သားမြို့ရဲ့နောက်တောင်ဘက်6ကီလိုမီတာကိုဗဟိုပစ်ပြီးတော့ပြင်းအားငါးတက်တမနှစ်အဆင့်ရှိတဲ့ငတ်လျင်လောက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝံမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်ကစစ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ28ရက်နေ့ကစတင်ပြီးတော့အရှိတော်ဒေသကိုအင်အား200ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုဒေါနာချေမုံရေးတပ်ခွဲခေါ် LPF အဖွဲ့နဲ့ဒဝဲအရှိတော်ဒေသမှာရှိတဲ့တော်လိုင်းအင်အားစုများပူးပေါင်းပြီးတော့မေလ2ရက်နေ့မှာတရက်ငုတ်ရွာနဲ့ရမစုကြီးရွာများကြားမှာ ပထမအကြိမ်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေလ9ရက်နေ့နေ့လယ်12နာရီခန့်မှာဘဝပင်ကြေးရွာတာဝါတိုင်းအနီးမှာဒုတိယအကြိမ်ထိပ်တွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီနေ့ညနေ4:45မိနစ်ကနေ9:35မိနစ်ခန့်အထိတတိယအကြိမ်ထိပ်တွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေလ10ရက်နေ့မနက်9:00ကနေမနက်8:00အထိဘဝပင်ကြေးရွာတာဝါတိုင်းအနီးမှာသရုတ်ထအကြိမ်ထိပ်တွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲများအတွင်းမှာ အကြမ်းဖက်စစ်တပ်ကခြောက်ဦးထက်မနေတိတ်ဆုံးခဲ့ပြီးတော့စစ်သားအယောက်40ကျော်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်တော်လိုင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်2ဦးကြဆုံးကစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရရှိသူ2ဦးနဲ့မစိုးရိမ်ရတဲ့ဒဏ်ရာရရှိသူ4ဦးရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါနာချင်းမုံရေးတပ်ခွဲခေါ်လောင်းလုံးပန်နီဆူလာဖို့စ် LBF နဲ့အတူဒဝဲအရှိတော်ဒေသမှာရှိတဲ့တော်လိုင်းအင်အားစုများဖြစ်တဲ့ဒဝဲခရိုင်အမှတ်နယ်တပ်ရဲ့ T5 DGRF DNLA DEF အရင်မူ EDF ကြက်တဲ့နဲ့ဘီလုံးပြောက်ကြောင်း KNU တပ်မဟာလေးတပ်ရင်းစစ်နေတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်ပိနေပင်ငလင်ပန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့ညနေ9:50မိနစ်ခန့်မှာဆလင်းမြို့နယ်ပိနေပင်ငလင်ပန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပိနေပင်ကြီးရွာအတွင်းဝင်ရောက်အထိုင်ချနေတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းမှုခရိုင်မင်းမှုခရိုင်အမှတ်9တပ်ရင်း drone နဲ့ရုံးအဖွဲ့က ဒရုန်းပုံသည်နှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိတော်လဲတိုက်ဆုံးသူအရေးအတွက်နဲ့ဒဏ်ရာရရှိသူအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအင်အားက200လောက်ရှိတယ်။အင်အားအလုံးရင်းတဲ့ကိုစစ်ကြောင်းထိုးလာတာအခုထိတော့စုတ်မသွားသေးဘူး။အထိကများပြီးတော့ခွေးစနိုက်ပါနေတဲ့အင်ကိုထိတယ်လို့သိရပါဗျ။စစ်ခွေးသေးတဲ့စီးရင်ကတော့မသိရသေးဘူး။စစ်ကြောင်းကမပြန်သေးတော့နေမီကန်အဖွဲ့တွေအလုံးစုပြီးတော့ဆောင်ရွက်နေပါတယ်။ဂျေးရွာနေပြည်သူတွေကတော့တိမ်းရှောင်နေရပါတယ်။အယောက်300လောက်ရှိမယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက် ဝေးပင်စဲကျေးရွာဘက်ကနေအိမ်တစ်လုံးပြည်သူတယောက်ထိခိုက်တယ်လို့သိရပါတယ်။ရွှေရင်းတူအောက်လိုင်းပိနေပြင်ငလင်ပန်းဂွေးကုံစနေချောင်းစတဲ့ကျေးရွာတချို့ရှောင်နေကြရပါတယ်။စနေချောင်းကပြည်သူတယောက်လဲနေလေလောက်ကစစ်ကောင်စီရဲ့လက်နက်ကြီးစားထိမှန်ခဲ့ပါတယ်။စနေချောင်းကျေးရွာကပြည်သူတအုံးနဲ့ဂွေးပင်စဲကျေးရွာကပြည်သူတအုံးပါ။စနေချောင်းကတော့အမျိုးသမီးကြီးတအုံးပါ။အသက်အရွယ်ကတော့40လောက်ရှိပါတယ်။ဟိုဘက်ရွာကတော့အတိမပြုတ်နိုင်သေးပါဘူးလို့မင်းဦးခရိုင်အမှန်ငါတက်ရင်ကတောင်းရှိသူကရှင်းပြထားကြောင်းတရင်အရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစာလင်ကြီးမြို့ပေါ်ရဲစခန်းကနေကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာ စစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့မနက်10:20မိနစ်ခန့်မှာစားလင်းကြီးမြို့ပေါ်ရဲစခန်းကကင်းလယ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စာလင်ကြီးရဲစခန်းထဲကခွေးတွေပါကင်းပတ်ထွက်ပြီးတော့တောထဲကနေထွက်လာတာစာတင်เจ้าရှိအရောက်မှာတရင်ရတော့ကျွန်တော်တို့စီကိုတရင်ပေးပို့မှုနောက်ကြလို့သူတို့ကဥသွားတာကျွန်တော်တို့တိုက်ပွဲဖြစ်ပွားခြင်းက15မိနစ်လောက်ပဲဖြစ်လိုက်တာပါစစ်ခွေးအင်အားကတော့အရောက်30လောက်နဲ့ထွက်လာတာပါလို့ချင်းရင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာလင်ကြီးခေါင်းဆောင်ကိုဘိုက်ကပြောပြထားပါဗျာ ်အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးအနားမှာရှိတဲ့ပြည်သူ၄ဦးကိုဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးတော့ပြည်သူတအုပ်ရဲ့မိသားစုဝင်များကငွေကျပ်25သိန်းနဲ့လာရောက်ရွေးယူနိုင်ခဲ့တဲ့အတွက်ကြောင့်ပြန်လည်လွတ်မြောက်ခဲ့ရတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုချင်းမင်းတိုင်းဒမိုက်ပြည်သူကာကွယ်တပ်ဖွဲ့ဆလင်းကြီးတောင်မန်ဒီအထူးပြောက်ကြားတပ်ဖွဲ့ဆလင်းကြီးဆိုလိုအောင်ကြီးဆလင်းကြီးတို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းအင်ကပူမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ဘတ်စစ်တပ်ကလေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခတ်နေပြီးတော့ပြည်သူများထိခိုက်မှုရှိကာ နေအိမ်များမီးလောင်ပျက်စီးပြီးတော့ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မနက်ပိုင်းမှာအင်ဂဘူမြို့နယ်ချင်းကိုက်ကွင်းကျေးရွာစတဲ့အင်ကြောင်းကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်37တိစက်အနီးမှာရှိတဲ့ရွှေညာမြေ900ဆိုင်ကိုလည်းဘုံတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီးတော့900ဆိုင်မီးလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့ည9နာရီခွဲမှာကွင်းကောက်တတကငါးကနေတက်လာတဲ့အကြမ်းဖက်ဆက်တရဲ့ဆက်တက်လေးထီးများဟာ ဘဲပြားကုန်းရွာစာစီကုန်းကွေးရွာနဲ့ချင်းကိုက်ကွင်းကျေးရွာတို့ကိုထပ်မံပြီးတော့ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါဗေလာ16ရက်နေ့ည7:00နာရီခွဲအချိန်ကမှလေးရင်နှစ်စီးနဲ့ ဝါရော့ကွင်းရွာကြက်ပေါင်ကုန်းရွာတန်တရာကုန်းရွာတို့ကိုလေးချောင်းတက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒီလေးချောင်းတက်ခိုက်မှုတွေအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ပြည်သူတွေထိခိုက်မှုရှိတယ်လို့သိရပေမဲ့မြေပြင်အခြေအနေကိုတော့အတိမပြုတ်နိုင်သေးပါဘူး။စစ်တပ်ကပြည်သူတွေကိုဥတီပြီးတော့ဇက်တိုက်လေးချောင်းတက်ခိုက်နေတော့ပြည်သူတွေမှလည်းတိတ်ရှောင်နေရပါဗျ။အဲဒါကြောင့်မြေပြင်အခြေအနေကိုအတိပြုတ်ဖို့ခက်ခဲနေတယ်လို့ဒေတာရင်းသတင်းရေးမြစ်ကပြောပြထားပါဗျ။ အချမ်းဖတ်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအများကိုဇက်တိုက်ပြုလုပ်နေခြင်းကြောင့်လက်ရှိအချိန်မှာဘဲပြားကုန်းရွာ၊စာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါတော်ကွင်းရွာ၊ကြက်ပေါင်ကုန်းရွာနဲ့တံပြာကုန်းရွာတို့ကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အချမ်းဖတ်စစ်တပ်ခန့်ရက်ကွက်အုပ်ချုပ်ရေးမှုများဟာလည်းထွက်ပြေးနေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်ဆက်တပ်ကဒဂွန်တိုင်းရွာဖုန်ကြီးကျောင်းမှာစစ်ပေးရှောင်နေတဲ့ပြည်သူများကိုဖမ်းဆီးထားပြီးတော့ထောင်ထဲချတဲ့ပြည်သူများဟာဆက်လက်ပြီးတော့စစ်ပေးတိန်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ကစတင်ပြီးတော့ရွှေဘုံမြို့အမတ်ရှိလေးကျင်ရေးတပ်ကအင်အား90ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်ဆက်တပ်စစ်ကြောင်းဟာမင်းကုံစစ်တပ်အထိုင်စခန်းကိုရောက်လာပြီးတဲ့နောက်ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးစီးနေနေခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီစစ်ကြောင်းဟာရွှေဘုံမြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့ဒဂွန်တိုင်ရွာ၊ညောင်ရင်းကုန်းရွာ၊ပစ်ချိုပင်ရွာ၊ချောင်းစုံရွာ၊ညောင်ကန်ရွာနဲ့ကျောင်းပကန်းရွာတို့ကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထပ်မံစစ်ကြောင်းထိုးနေတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူများဟာဆက်လက်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မေလ16ရက်နေ့ည7:00နာရီလောက်ကလက်ကျင်ရေးတပ်ကနေအင်အား60ကျော်ပါတဲ့စစ်ကြောင်းထပ်မံထွက်လာပြီးတော့ကျောင်းပကန်းရွာ၊ညောင်ကန်ရွာနဲ့ချောင်းစုံရွာတို့ကိုဝေးရောက်စီးနေပြီးပြည်သူပိုင်းပစ္စည်းများကိုဖျက်ဆီးသွားတယ်လို့သိရပါဗျ။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာရွှေဘိုအရှိတောင်ကျမ်းမှာရှိတဲ့ရွာများကိုဆက်လက်ဝင်ရောက်စီးနှင်းနေပြီးတော့ဒဂုံနိုင်ရွာကအမျိုးသားသုံးဦးကိုလည်းဖမ်းဆီးထားကာကျေးရွာဖုန်ကြီးကျောင်းအတွင်စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေကိုလည်းဖမ်းဆီးထားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာဒဂုံနိုင်ကျေးရွာ၊ညောင်ရင်ကုန်းရွာ၊တစ်ချိုပင်ရွာ၊ချောင်းစုံရွာ၊ညောင်ငန်ရွာ၊ကြောင်ပကန်ရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာများကထောင်ထဲချီးတဲ့စစ်ဘေးရှောင်ပြည်သူများဟာစေဝါနဲ့စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိကြောင်းတင်ပြရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ